ကျမတို့ရဲ့နေအဖွဲ့အစည်း Solar System ထဲမှာရှိတဲ့ပောက်ကွဲနိုင်တဲ့တန်ငွေတွေနဲ့ဖွဲ့စည်းထားတဲ့အကြီးဆုံးလို့ပြောလို့ရတဲ့ Jupiter 2ကို IAM မီချစ်ကြီးတစ်ချောင်းနဲ့မီးရှို့ကြည့်ရအောင်လားရှင်။ Jupiter မှာတောက်ပစွာလောင်ကျွမ်းဖို့အတွက်မိသိန်းတန်ငွေပါဝင်ပါတယ်။ဒါအပြင်ဒီဂျိုရဲ့ပြင်းထန်တဲ့ PR အောက်မှာအစွမ်းထက်လောင်စာတစ်မျိုးဖြစ်ကိုပြောင်းလဲသွားတဲ့တတုတတန် Hydrogen, Metallic Hydrogen တွေလည်းရှိနေပါတယ်။ဒါဆိုရင်မီးရှို့လိုက်ရင်ပောက်ကွဲပြီပေါ့။ ဒါပေမဲ့ထင်လို့မဟုတ်ပါဘူး။ကျမတို့မီရှို့ဖို့စူးစမ်းတဲ့အခါမှာဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ကျမတို့မျှော်လင့်ထားတဲ့ပောက်ကွဲမှုတွေလည်းမရှိပါဘူးရှင်။ဘာဖြစ်လို့များဒီလိုဖြစ်ရတာလဲ။ဒီအကြောင်းမပြောခင်မှာဂျူပီတာအကြောင်းကိုအရင်လေ့လာကြည့်ကြရအောင်။ဂျူပီတာနေအဖွဲ့အစည်းရဲ့တိုက်တန်။ဂျူပီတာကကျမတို့ရဲ့နေအဖွဲ့အစည်းထဲကတိုက်တန်လိုပါပဲ။အနီးအနားမှာရှိတဲ့အကြီးဆုံးဂျူဖြစ်ပါတယ်။သူကကျမတို့ကမ္ဘာထက်၁၇ဆပိုပြီးတော့ကျယ်ဝန်းပါတယ်။တကယ်လို့ကဘာမကြီးကိုအကျွေးစေးလို့တတ်မှတ်ရင် ဂျူပီတာကဘတ်စကတ်ဘောဘောလုံးတစ်လုံးလောက်ရှိပါလိမ့်မယ်သူကနေကနေစပြီးရရေတွက်ရင်အင်ကာဂျိုရဲ့နောက်မှာရှိနေတဲ့ပစ္စမမြောက်ဂျိုအနေနဲ့တည်ရှိနေပါတယ်။ဂျူပီတာကကျမတို့ကမ္ဘာထက်အဆ300ကျော်ပိုပြီးတော့လေးလံတယ်လို့ကျန်တဲ့ဂျိုအားလုံးပေါင်းထားတာထက်နှစ်ဆပိုပြီးတော့လေးလံပါတယ်။ဒီလိုကြီးမားတဲ့ဒုထည်ကြောင့်ပဲသူကဂျိုယန်လာတွေကိုဆွဲဆောင်တဲ့တန်လိုက် Moon Magnet လိုမျိုးဆောင်ရွက်ပါတယ်။ Jupiter မှာလက်ရှိသီပိသားဂျိုယန်လ65လုံးရှိပါတယ်။အဲ့ဒီထဲကအကျော်ကြားဆုံးကတော့ Galilean ဂျိုယန်လများဖြစ်တဲ့ Io, Europa, Ganymede နဲ့ Callisto တို့ပဲဖြစ်ပါတယ်။သူတို့က Galileo Galilei က1610ပြည့်နှစ်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်ရှင်။ Jupiter မှာလည်းခွင်းတွေရှိပါတယ်။ဒါပေမဲ့သူတို့ကစနေဂျိုရဲ့ခွင်းတွေလောက်ထင်ရှားခန်းနာခြင်းမရှိပါဘူး။ရေခဲနဲ့မဟုတ်ပဲဖုန်မုန်တင်နဲ့ဖွဲ့စည်းထားတဲ့ငိမ်ဖြော့ဖြော့ခွင်းတွေသာဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကအလင်းကိုတောက်ပစွာပြန်ဟတ်ခြင်းမရှိဘဲကျမတို့ရဲ့မျက်စိနဲ့လည်းမမြင်နိုင်ပါဘူး။ Jupiter ကကျမတို့နေဖွဲ့စည်းထဲမှာနေတာအတူဆုံးကျိုးလဲဖြစ်ပြီးတော့စေနာရီခန့်သာကြာမြင့်ပါတယ်။ဒါပေမဲ့နေကိုတပတ်ပတ်ဖို့အတွက်ကမ္ဘာအချိန်၁၂နှစ်ကြာမြင့်ပါတယ်။ဒီဂျိုနဲ့ပတ်သက်ပြီးအရေးအကြီးဆုံးအချက်ကတော့ကမ္ဘာလိုမျိုးအဆိုင်ခဲမဟုတ်ဘူးဆိုတာပါပဲ။ Jupiter ကစနေဂျိုနီးတူအများအားဖြင့်ဓာတ်ငွေရီနဲ့ပဲဖွဲ့စည်းထားတဲ့အီယာမဓာတ်ငွေဂျိုများ Gas Giants လို့ခေါ်တဲ့ဂျိုမျိုးစားဖြစ်ပါတယ်။ဒီတန်းခွေဂျိုကဂျယ်ရီကိုဖွဲ့စည်းထားတဲ့ပစ္စည်းတွေနဲ့တူညီတဲ့ hydrogen နဲ့ helium တို့နဲ့အဓိကဖွဲ့စည်းထားပါတယ်။ Jupiter နဲ့စနေဂျိုတို့မှာတခြားလေးလံတဲ့ dressing အချို့လည်းရောနှောပြီးတော့ပါဝင်ပါတယ်။ဒီလိုဆိုပေမဲ့လို့လေဒီဂျိုကြီးတစ်ခုလုံးကတန်းွေလုံးကြီးတသက်တော့မဟုတ်ပါဘူးအတွင်းပိုင်း PR တွေအရန်ပြင်းထန်တဲ့အတွက် molecule တွေက၎င်းတို့ရဲ့မူလပုံစံအတိုင်းမတည်ရှိနိုင်ပါဘူး ၎င်းတို့ရဲ့အပြင်ဘက်အလွှာတွေကကျစ်လစ်သိမ့်သီးနေတဲ့ molecule hydrogen compressed molecular hydrogen တွေနဲ့ဖွဲ့စည်းထားပြီးတော့ပိုပြီးနှက်ဆိုင်တဲ့အတွင်းပိုင်းကိုထိုးဆင်းသွားတဲ့အခါမှာအရေးဖြစ်နေတဲ့တတုတဒံ hydrogen အလွှာ layer of liquid metallic hydrogen အဖြစ်ပြောင်းလဲသွားပါတယ်။အဆုံးသတ်အနေနဲ့အောက်ဆုံးမှာတော့ဖြစ်နိုင်ခြေရှိတဲ့ကြောက်သားဗဟို rocky core တစ်ခုရှိနေပါတယ်။အပြင်ဘက်ကနေကြည့်မယ်ဆိုရင်သူတို့ရဲ့လေထုထဲမှာတိမ် တွေအလွာလိုက် Layers of Cloud ရှိနေတာကိုမြင်ရမှာပါ။ Jupiter မှာပုံစံတွေလိုမျိုးအစင်းချောင်းတွေဝဲကြီးရက်တွေလည်းရှိနေပါတယ်။တကယ်တမ်းတော့သူတို့က Hydrogen နဲ့ Helium ရောစပ်မှုတွေထဲမှာမျောနေတဲ့ Ammonia နဲ့ရေတို့နဲ့ဖွဲ့စည်းထားတဲ့အေးဆက်နေတဲ့တိမ်တွေပဲဖြစ်ပါတယ်။ Jupiter ရဲ့နာမည်ကျော်အနီစက်ကြီး Great Red Spot ကတော့ရာစုနှစ်ပေါင်းများစွာကြာအောင်တိုက်ခတ်နေတဲ့အီယာမမုန်တိုင်းကြီး Massive Storm တစ်ခုပဲဖြစ်ပါတယ်။ဒီမုန်တိုင်းကြီးကကျမတို့ကမ္ဘာတစ်ခုလုံးထက်တောင်ပိုပြီးတော့ကြီးမားကကမ္ဘာပေါ်မှာတိုက်ခတ်နိုင်တဲ့အမြန်ဆုံးမုန်တိုင်းတွေထက်နှစ်ဆပိုပြီးတော့မြင့်တာဖြစ်ပါတယ်ရှင်။ဒီတော့ကျမတို့ Jupiter ချိုးပေါ်မှာမီးရှို့ဖို့စူးစမ်းတဲ့အခါကြုံတွေ့ရတဲ့ပြဿနာကဒါပါပဲ။ ကြည်မာတဲ့ဆွဲငင်အားနဲ့ပြင်းထန်တဲ့မုန်တိုင်းတွေကိုဂရုမစိုက်ပင်နဲ့အဆိုင်ခဲမျက်နှာပြင်မရှိတဲ့ဂျူပီတာပေါ်မှာတင်တနီနီနဲ့ရက်တီနေနိုင်တယ်လို့ပဲယူဆကြပါစို့။ဒါပေမဲ့မီးလောင်ကျွမ်းဖို့အတွက်အောက်ဆီဂျင်လိုအပ်ပါတယ်။ဂျူပီတာရဲ့လေတွန်းမှာတော့အောက်ဆီဂျင်လုံးဝမရှိပါဘူး။အောက်ဆီဂျင်မရှိရင်မီးလည်းမီးတောက်လည်းမရှိနိုင်ပါဘူး။ကောင်းပြီ။ကိုပိုင်အောက်ဆီဂျင်ကိုထုတ်လုံးနိုင်တဲ့မော်မီချစ်တစ်ချောင်းကျမတို့မှာရှိရဲလို့ပဲယူဆကြရအောင်။အဲ့ဒါဆိုအလုပ်ဖြစ်တဲ့နယ်မဟုတ်လား။ ံမကောင်းစွာနဲ့ပဲ Jupiter ကအရန်ကိုကြီးမားတဲ့အတွက်ဒီလိုလှုပ်ဖို့အတွက်စိတ်ကူးထဲတောင်မရှိနိုင်လောက်အောင်များပြားတဲ့အောက်ဆီဂျင်ပမာဏလိုအပ်ပါလိမ့်မယ်။နေဖွဲ့စည်းကြီးတစ်ခုလုံးမှာရှိတဲ့အောက်ဆီဂျင်ထက်တောင်ပိုများချင်များနေပါလိမ့်မယ်။ Jupiter က NEA ရှိတဲ့ဂျိုသိန်းဂျိုမွားတွေကနေကျမတို့ကိုကာကွယ်ပေးတယ်လို့သင်ကြားဖူးပါလိမ့်မယ်ရှင်။သူ့ရဲ့ဆွဲငင်အားကအရန်ကိုပြင်းထန်တဲ့အတွက်ကမ္ဘာကို တိုက်မိနိုင်ခြေရှိတဲ့အရာဝတ္ထုအလုံးကိုဆွဲဆောင်ထားပါရဲ့ ရှင်ပုံရအဖင်ဂျူပီတာကတစ်နှစ်ကိုသူ့ကိုလာတိုင်မီမှု30ကနေတရာကြားခန်းစားရပါတယ်တဲ့ဒါပေမဲ့ဒီအုတ်ကခဲရီဂျူပီတာပေါ်မှာကြောက်ရွံ့တဲ့အခါပောက်ကွဲမှုတွေမဖြစ်စေခဲ့ပါဘူးဂျူပီတာပေါ်မှာဖြစ်ပွားခဲ့တဲ့အပြင်းထန်ဆုံးထိမှန်မှုတောင်မှပောက်ကွဲခြင်းမရှိခဲ့ပါဘူးဒီကြောင်ရနဲ့ပတ်သက်ပြီးဖြစ်ပျက်ခဲ့တဲ့အတိတ်ကအဖြစ်ပျက်တစ်ခုကိုသွားကြည့်ကြရအောင်။ Shoemaker Levi 9တက်တကွန်ရဲ့တရားမှုပါ ဒီလိုအီယာမာတိုင်မီမှုကြီးကတော့1994ခုနှစ်မှာ Shoemaker Levinine လို့ခေါ်တဲ့ကျဲတကွန်တစ်ခုနဲ့ Jupiter တို့ရဲ့ဈာမဖြစ်ပွားခဲ့တာပါတိုင်မီခါနီမှာဂျီကျဲတကွန်က1992ခုနှစ်ကတည်းက Jupiter ရဲ့အစွမ်းထက်ဆွဲငင်အားအောက်မှာအပိုင်းစပေါင်းများစွာအဖြစ်ကွဲကြေပျက်စီးခဲ့ပြီးသားပါအဲဒီပိုင်းစာရီထဲကအချိုးဆိုရင်အရွယ်စားအားဖြင့်မိုင်ဝဲလောက်အထိကြီးမာပါတယ် အဲ့နောက်ထောက်ကွာ94ခုနှစ်ဇူလိုင်လမှာဒီအပိုင်းစတွေကဂျူပီတာရဲ့လေတုနဲ့အရန်ကိုနီးကပ်လွန်သွားတဲ့အခါမှာတော့မယုံနိုင်လောက်အောင်ဒရမာဆန်နဲ့တိုက်မိမှုကြီးဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်မိမှုကဘလောက်အသေးအံဖြစ်ခဲ့တယ်လဲဆိုရင်6ရက်ဆက်တိုင်းအပိုင်းအစ20ခုကမဟာအရှိန်နဲ့ဂျူပီတာထဲကိုထိုးဝင်ခဲ့ပါတယ်။ဒီအရှိန်ကြောင့်ဂျိုရဲ့လေတုက Fahrenheit 9300ဒီဂရီအထိပူပြင်းသွားခဲ့ရပါတယ်။ GI ထဲကိုကြောက်ခဲ့တလုံးပြစ်ချလိုက်တယ်လို့ပဲ။ ဒီထိမှန်မှုတွေကဂျူပီတာရဲ့တိမ်တွေအထက်မိုင်1900အမြင့်ထိတက်တဲ့အီယာမအငွေဒန်းကြီးတွေကိုဖြစ်ပေါ်စေခဲ့တယ်။ဒီတိုင်းမှမှုတွေကြောင့်အမိုက်တွေပြာရီနဲ့ဖွဲ့စည်းထားတဲ့အနက်ရောင်တိမ်တိုက်ကြီးတွေကဂျူပီတာရဲ့လေထုထဲမှာပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒါတွေကဂျူပီတာရဲ့မျက်နှာပြင်မှာအကြီးစားအမိုက်ရွတ်လိုအကွက်အဖြစ်လာပေါင်းများစွာကျန်နေခဲ့ပါတယ်။ဒါပေမဲ့ဂျိုရဲ့လေတိုက်ခတ်မှုတွေကြောင့်တဖြည်းဖြည်းထိုအရာတွေကမေးမိန်ပြောက်ွယ်သွားကြရပါတယ်။ ဒီတိုင်းမိမှုကြီးကကျိုးတသက်မဟုတ်ခဲ့ပဲဂျူပီတာနဲ့ပတ်သက်တဲ့လျှို့ဝှက်စမ်းကြဲတဲ့အချက်ပေါင်းများစွာကိုဖွင့်ထုတ်ပြသပေးခဲ့ပါတယ်။ဥပမာအားဖြင့်တိုင်းမီလိုဖြစ်ပေါ်လာတဲ့အနက်ရောင်တိမ်အကွက်ကြီးတွေကမြစ်ထဲမှာခဲတံတချောင်းပစ်ချပြီးရေစီးချောင်းကိုတိုင်းတာတယ်လို့မျိုးဂျူပီတာရဲ့အပေါ်ဆုံးလေထုအလွာမှာလီရီဘလိုမြန်မြန်နဲ့ဘလိုတိုက်ခတ်နေတယ်လဲဆိုတာကိုပထမဆုံးအကြိမ်မြေပုံဆွဲနိုင်ဖို့အတွက်လီညွန်းကိန်းအဖြစ်အသုံးပြုခဲ့ပါတယ်။ တာပြင်ချူပီတာရဲ့တဘာဝအလင်းတန်းမှာဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတွေကိုလေ့လာခြင်းကနေဂျူဂိုကာကွယ်ပေးထားတဲ့အင်အားကြီးတန်လိုက်ဆက်ကွင်းတွေအကြောင်းနက်နက်နဲနဲပို့ပြီးတော့အသိရှိခဲ့ရပါတယ်။နောက်ဆုံးအနေနဲ့ကျယ်တကုံဝင်တိုက်တဲ့အခါမှာအောက်ဖက်အလွာတွေကဒရက်ပစ်စီတွေကိုအပေါ်ကိုဆွဲထုတ်လိုက်တဲ့အတွက်ဂျူပီတာရဲ့လေထုထဲမှာဘလို့ဓာတုပစ္စည်းတွေရောဆက်နေတယ်လို့ဆိုရက်ဓာတုဗေဒပုံသဏ္ဍာန်အကြောင်းကိုလည်းထိုးထွင်းသိမြင်ခဲ့ရပါတယ်။ အထောက်အားဖြင့်ဆိုရတော့ဒီတိုင်းမီမှုက Jupiter ရဲ့လေတိုင်းနှုန်းတန်လိုက်ဆက်ကွင်းနဲ့ဒါရုဘေလအချက်လက်တွေကိုသိပ္ပံပညာရှင်တွေလည်းအရောက်ပို့ပေးလိုက်တာပဲဖြစ်ပါတယ်။ဆလိုရာကတော့ Shoemaker Levi 9ကျဲတကွန်ကကဘာပေါ်မှာဒီလိုမျိုးထိမှန်မှုတွေဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေကိုကင်တွယ်ဖြေရှင်းဖို့အတွက် NASA ရဲ့စိတ်ဝင်စားမှုကိုမိမောင်းထိုးပြတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ရှင်။ ဒီတော့ကျမတို့ရဲ့မဟာရီမန်ချက်ဖြစ်တဲ့ Jupiter ကိုမီးရှို့ပြီးပေါက်ွက်အောင်လုပ်ဖို့ဆိုတာကလက်တွေ့မှာတော့မဖြစ်နိုင်တဲ့အိမ်မက်သားဖြစ်ပါတယ်။ Jupiter မှာလောင်စာဖြစ်စေနိုင်တဲ့ဓာတ်ငွေတွေ၊မီသိန်းဟိုက်ဒရိုဂျင်တွေရှိနေပေမဲ့လောင်ကျွမ်းဖို့အတွက်အဓိကလိုအပ်တဲ့အောက်ဆီဂျင်လုံးဝမရှိပါဘူး။ ြီးတော့ရှူမေကာ19လိုမျိုးကြီးမားတဲ့ဂျက်ဒဂွန်ကြီးတိုက်တာတော့မှအကြီးစားပါကွဲမှုမဖြစ်ခဲ့တဲ့အတွက်ဂျူပီတာကသူ့ရဲ့အီယာမဒူဒေနဲ့ထူးခြားတဲ့ဖွဲ့စည်းပုံတို့ကြောင့်ကျမတို့ရဲ့မီးရှို့ဖြက်စီးမဲ့စိတ်ကူးတွေကိုလုံးဝဆန့်ကျင်နေတဲ့နေဖွဲ့စည်းရဲ့အကြီးမားဆုံးသောအီယာမဒံငွေဂျူပဲအတီးပြူလာရပါတယ်ရှင်။